မင်္ဂလာပါရှင်။ PSM News ရဲ့နိုဝင်ဘာလ၁ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာလ၁ရက်နေ့စနေနေ့မှာတော့ပြည်နယ်နဲ့တိုင်းအားလုံးတို့မှာနေရာစိတ်စိတ်နဲ့နေရာအနှံ့ပြားမိုးရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးသည်ထန်တာတွေဖြစ်နိုင်ပါတယ်။ကပ်ပလီပင်လယ်ကနေမနေ့ကရွေရှားလာခဲ့တဲ့လေပွေလိုင်းကကိုကိုကျွန်းနဲ့မြို့ဝကျွန်းပေါ်နားမှာကွေဝိုင်းနေပြီးကပ်ပလီပင်လယ်ကနေလီဘီယာနဲ့ရေဝံဖြစ်လာဖို့ရှိနေတာကိုတွေ့ရပါတယ်။ ဒီလီဖီးယားနဲ့ရဝန်ဟာရခိုင်ကမ်းရိုးတန်းကိုဖျက်တမ်းပြီးမင်္ဂလာပင်လယ်အော်မြောက်ပိုင်းကိုရွေ့ရှားကအားကောင်းတဲ့လီဖီးယားနဲ့ရဝန်ဖြစ်လာဖို့ရှိနေတာကိုမိုးလေဝသခန့်မှန်းမော်တဲ့တချို့မှာတွေ့ရပါတယ်။ဖိလစ်ပိုင်အရှေ့ပင်လယ်မှာလည်းလာမယ့်နိုမာလာ၄ရက်နေ့မှာလီဖီးယားနဲ့ရဝန်တို့ဖြစ်ပေါ်လာဖို့ရှိနေပြီးတောင်တရုတ်ပင်လယ်အတွင်းဆင်းသက်လာပြီးတိုင်ဖုန်းမုန်တိုင်းဖြစ်လာမှာကိုကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ဒါကြောင့်ဒီနှစ်ရဲ့မိုးလွန်ကာလတွေမှာမိုးအနည်းငယ်ကနေမိုးအထင်တင်ရွာသွန်းတာတွေနိုဝင်ဘာလအတွင်းရှိနေမှာဖြစ်တာကြောင့်တောင်သူဦးကြီးတွေအနေနဲ့မိုးလေဝသတင်းတွေစောင့်ကြည့်ပြီးပြင်ဆင်ကြဖို့အကြံပြုလိုပါတယ်။ နိုဝင်ဘာလတရနေ့မှာတော့အေရဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာအနှံ့ပြားကနေနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီးကချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာနေရာကျဲကျဲမိုးရွာသွန်းမှုရှိနေပါတယ်။ပြည်အောင်ရှိပင်တဲကုံပဒီကုံပေါင်းတယ်မြန်အောင်ဇီကုံကျိုးပင်ကောက်မိုးညိုအင်ကပူဇလွန်တောင်ကူကနေမတော်အထိနဲ့ကရင်ပြည်နယ်ကကမာမောင်းမြို့နယ်တွေမှာမိုးများနိုင်မှာဖြစ်ပြီးနေရာကွက်ပြီးမိုးသေးထန်တာတွေဖြစ်နိုင်ပါတယ်။ မြမကန်ယူရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတနအီကိုမိုင်30ကနေ35မိုင်အထိလေပြင်းတွေတိုက်ခတ်နိုင်ပြီးလိုင်းမြင့်ကတော့10ပေကနေ10ပေခန့်ရှိနိုင်လာကြောင်းပင်လယ်ပြင်အတွင်းသွာလာနေကြသူတွေအနေနဲ့သွာလာခြင်းမပြုကြဖို့အကြံပြုအပ်ပါတယ်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်ချင်တာမှန်နိုင်တာကြောင့်အချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မိုးလေဝသအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံပါရစေရှင်။ ပြည်ဆိုင်ရဲ့ပြိသက်အပေါင်းနဲ့မြန်မာပြည်သူပြည်သားတွေလည်းစမ်းမာစွာနဲ့တဘာဝဘေးရန်ရဲ့အသွေးတွေကနေကင်းဝေးလွတ်မြောက်ပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။